ါ်လို့ပဲနိုင်နေမှာစိုးလို့ခြေကြီးရလေးကြီးချက်ပြောပေးရနိုင်ကြလားမနိုင်ပါနဲ့နော်ဖိုးတော့ဘာလို့နိုင်ကိုယ်လည်းနိုင်မှာပဲအဲရှေ့ဆက်ကြပါဦးလို့လေကိုရင်ကရှာကြည့်တဲ့ပြန်လာရောက်ကိုရင်စီးပလိုက်တော့အဲကိုရင်လေးဖြစ်သွားကိုရင်ကလေးဖြစ်သွားတော့ အရှင်သာရိပုတ္တရာကိုရောမြတ်ကြီးနဲ့ဆုံးခံကြတော်လေအမလေးသူအတိတ်ကံကြီးကဘလောက်ကြီးအောင်နှိမ့်ဆက်လိုက်တယ်ဆိုရင်လိုက်ရရင်အဂါတာဝကဖြစ်ပေမဲ့လို့သူပါသွားတာနဲ့ဆွမ်းလောင်မှုဆိုတာဝေလို့လက်အုပ်ကလေးချီပြီးရှေးခိုးသူများမရှိတော့ဟာတော့ကြောက်เสียကောင်း အရှင်သာရိပုတ္တရာကိုရောမြကြီးလက်ရရန်ဖြစ်ပေမဲ့အဲ့ဒီကိုရင်လေးပါသွားတာနဲ့ဆွာလောက်မှုဆိုတာဝေးပြီးတော့အဲ့ဒါကလေးကြီးရအယိုဒီပြုတ်မဲ့သူတော့မရှိတော့ဘူးရှင်သာရိပုတ္တရာကိုရောမြကြီးချက်သိမ့်ထရဟန္တာကြီးတော်ချက်သိမ့်ထ အာတော့ကျောက်စီရကောင်းတဲ့အတိတ်ကမှာလားဟာဘယ်တော့လဲလေးရလာသမျှဘွားအောင်ကျွေးရမှာပဲဘွားအောင်ကျွေးပြီးတော့အတန်းနဲ့ဆက်ပြီးတော့ရဟန်းဘဝအောင်ရောက်အောင်ရဟန်းဘုံတော့တွေးမိလိုက်ကိုရင်လေးကရဟန်းဖြစ်သွား အတိတ်ကသူတပမနာလိုပင်မယ်လို့အတိတ်တုန်းကသီလကောင်းခဲ့တယ်။ကိုယ်ကကျောင်းနိုင်မှာနေခြင်းနေတိုင်းဘုရားသနာဘာဝနာ ကမ္မထန်တရားတွေရှိဖြံပြီးတော့လောက်ခဲ့တဲ့ကုသိုလ်ကောင်းမှုကြောင့်ဒီဘဝမှာလာပြီးတော့အဲ့ဒီကုသိုလ်လေးကဒီဘဝမှာလာပြီးတရားဘာဝနာတွေရှုမှတ်လိုက်တဲ့အခါမှာယဟနာဖြစ်သွားတယ်။ပြောပါဖြစ်သွားတယ်။ ရဟနာတာဖြစ်သွားတယ်စွန်တထမဝအောင်မဖုံးပေးရနောက်တော့ကြောက်ကြရကောင်းရင်ရဟနာဖြစ်တဲ့ဘဝမှာတော့မစွန်တထမဝအောင်မဖုံးပေးရနာမည်ရလည်းမဲ့ထားလိုက်တာရလာပါနေတဲ့ပုဂ္ဂိုလ်စီဝါရှာမရတဲ့ပုဂ္ဂိုလ်မူလို့ဘွဲနာမည်ရတော့လောတကတိတ်တာတဲ့ ဖျော်ဘာကျူတဲ့တော့ကြားဘူးသလားမကြားဘူးလောတကတိတ်တာမထင်အတိတ်ကသူတစ်ပါးမနာလိုဝန်းတိုတဲ့စိတ်တွေကြောင့်ဒီဘဝယဟာနာဖြစ်တဲ့ဘဝမှာတော့မအငငအပြက်ပြက်နဲ့ဒီကနေ့တော့ရှင်သာတိဗုဒ္ဓရာကိုတော်မြတ်ကြီး မြင်နာမှုရအော်လောဒကတိတ်တော့ဒီကနေ့တော့သင်ဒီပရိနိဗ္ဗာန်စံတော့မှာပါလားမြင်နာမှုရအေးဒီကနေ့တော့ဆွမ်းစားပင်လာတဲ့ဒကာတယောက်ကတော့ရှိနေပြီသူခေါ်တော့ပြန်ရင်လေဟာသူခေါ်တော့ပြန်ရင်လေ ရဟန္တာကြီးတော်ချက်သိမ်းထားသူတော်လေးအကျိုးအကြောင်းတော့ပြောပြငါရှင်တင်ဒီမှာစောင့်နေခဲ့နော်ငါစောင့်ဖို့ခိုင်းနိုင်မယ်မှန်လားဗျာတပည့်ရောသိပါတယ်ဗျာတပည့်ရောငငယ်ရေငငယ်ကလေးကဖြဟမောင်ရောက်တဲ့ဥပိ္ပဇေဆရာမတပည့်ရောသိပါတယ်ဗျာတပည့်ကစောင့်နေပါမှာဗျာအေးအေး ငါချင်းငါစာဘုတ်ခိုင်းနိုင်မယ်နော်စာဘုတ်ခိုင်းနိုင်မယ်ဆိုတော့ဟိုရောက်တော့စာဘုံပြေတာနဲ့တကားတော့သာတကားတယောက်လာစားဟိုချောင်းမဦးဝမှာရဟန္တာပါရှိတာအာရော့ဒီစွားနေဟင်းနေတော့ပို့လိုက်သွားပို့လိုက်တော့စွားနေဟင်းနေပြည့်ပြည့်စုံစုံတော့တည်သွားတာပဲ။ဒါပေမဲ့ဟိုတကာကမေ့ပြီးတော့လမ်းနေသူ့အတူထိုင်စားကြည့် ကုံရကုံရပြန်သွားပြန်သွားတော့နေရတဲ့ခေါင်းပေါ်ရောက်စွန့်တယ်လာမဘူးအော်လောဒကတိတ်တော့မင်းအတိတ်ကသူတော်ကိုမနာလိုဝန်တို့စိတ်တွေဖြစ်လို့အခုလိုမျိုးအငငအပြပြနဲ့နေရပါလားတိခန့်တိခန့်တိခန့် နောက်တော့ရှင်သာရိပုတ္တရာကိုတော့မြတ်ကြီးပြန်ကြွလာပြီးတော့အရှင်သင်ဆွမ်းဖုံးပေးပြီးမို့လားမှန်လားပါဗျာတပည့်တော်ကိုဘသူကလာပို့လို့တော့ခင်ဗျာဟေးငါဆွမ်းတော့ပို့ခန်းလိုက်တာပဲမလာပါဘူးခင်ဗျာဟောတဲ့ကိုအတိတ်ကံကိုလည်းကိုပြန်တွေးမိရဲ့ မနာပါဗျာဒါပြီးတော့ချိန်တုန်းကသူတပါးကိုမနာလို့တို့စိတ်ထားခဲ့လို့အခုလိုမျိုးဖြစ်ရတာပါဗျာခဲငါရှင်နေကျွမ်းမဖုံးပေးရင် ဖြစ်ငါညက်နေစွမ်းသာခံရမယ်ပြပါစွမ်းခံရခေါညက်နေစွမ်းဆိုတာကသာဃာတို့စတုမတူတို့ပေါ့လေ နေနေကြလိုက်ခါနာစတုမတူတွေတပိတ်အပြည့်ရဟိုင်းရှင်သာဒီဘုံတရာကိုယ်တော်မြတ်ကြီးဝါနာအာရဖြစ်ပြန်သာရငါရှင်အာရပါရဖုံးမလာပါဗျာတပိတ်ရလက်နဲ့ကန်နိုင်ရစတုမတူတွေပြောက်ကုန်နေမယ်ဖေရဟိုမပြောက်ပါဘူးငါရှင်ကကကတည်းကကန်နိုင်ပြီနော်ငါရှင်အာရပါရဖုံး <laughs> Dabe di ba du mabe yebu. Apa mabia apa apa, apa apa mosya. Apa apa maba ba pya go ma so lu. Ari lo nau song pare nai ba sanga ni ma. Sadu madu swan ta cha ba wa ang phong be bi do. Lo da ga jai ဟာဘလောက်ကြီးကြောက်ကြရကောင်းလေယဟနာဖြစ်တဲ့ဘဝမှာတောင်မှအငငအပြက်ပြက်နဲ့ပရိနိဗ္ဗာန်ဆံရတယ်ဒါကြောင့်မို့ဘုဘတို့ဘဝတို့မနာလို့အိဒါမစရိယတွေမထားကြနဲ့မနာလို့အိဒါမစရိယတွေထားပြီးတော့သူတပားပေါ်သူတို့ဘာရမယ်လတ်လာဘောက်ကိုပိတ်ပင်တရှိရမယ်ဆိုရင်ခုလိုမျိုးအငငပြက်ပြက်နဲ့နေရလိမ့်မယ်ငငပြက်ပြက်နဲ့ဘဝကို ငငငပြပြနဲ့ချက်သန်းရလိမ့်မယ်ဒါကြောင့်မို့မနာလိုအိတ်သာမစီရရေမထားရဘူးအရှင်ဖယားသူမယားအဘမနာလိုစိတ်ထားရင်ဘယ်လိုအကျိုးခံစားရသလဲဖယားတဲ့မြတ်စွာဘုရားလက်ထက်တုန်းကလောတကဒိဋ္ဌအမိရှိတဲ့မထေကြီးတစ်ပါးရှိပါတယ်အဲ့ဒီမထေကြီးဟာဘဝတစ်လျှောက်လုံးမှာ အာဟာရကိုဝါလင်စာမဖုံးပေးရပါဘူး ငငပြက်ပြက်နဲ့နေရတာများပါတယ်။နောက်ဆုံးပြိဋိဘံသံခန္ဒီနေကြမှာအရှင်သာရိပုတ္တရာဤကျေးဇူးကြောင့်စတုမတုကိုဝါလင်စွာဖုံးပေးရပါတယ်။ဘာကြောင့်အဲ့ဒီလို ဖြစ်ရတာလဲဆိုရင်သတ္တပမြတ်စွာဘုရားလက်ထက်မှာကျောင်းထိုင်ဘုန်းကြီးဖြစ်ခဲ့စဉ်တုန်းကသူ့ကျောင်းကိုလာတဲ့အာဃာနုကိုတော်ကိုကျောင်းတက္ကရာကမတွေကကြီးညိုလို့ဆိုပြီးကောင်းပေဆိုတဲ့အစားအသောက်တွေထည့်ပေးပါတယ်။အဲ့ဒါကို မနာလိုစိတ်နဲ့အဲ့ဒီမထေကိုမကြွေးပဲလမ်းမှာတုံ့ပြစ်ခဲ့ပါတယ်။အဲ့ဒီမထေဟာယဟန္တာသူတော်ကောင်းကြီးဖြစ်ပါတယ်။ယဟန္တာသူတော်ကောင်းကြီးစားမိဆွနေဘူးမနာလိုတဲ့စိတ်နဲ့တုံ့ပြစ်ခဲ့တဲ့အကုသို့ကံကြောင့်အဲ့ဒီဘဝကတည်လွန်တဲ့အခါမှာငရဲတို့ကြပြီးငရဲကလွတ်မြောက်တဲ့အခါမှာဘလူဘဝ900ခွေဘဝ900ဖြစ်ခဲ့ရပါတယ်။ဖြစ်တဲ့ဘဝတိုင်းမှာလည်းပဲငက်ငက်ပြက်ပြက်နဲ့ဖြစ်ခဲ့ရပါတယ်။ဒါဟာမနာလိုစိတ်ကြောင့်ဖြစ်ပါတယ်နော်။ ဒါကြောင့်မနာလိုစိတ်ကိုမထားမိကြပါစေနဲ့